Hello အားလုံးပဲမင်္ဂလာပါရှင့်ဒီနေ့ဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကတော့ corporate မှာလောင်းရင်နေခဲ့လို့ရှိရင်ဘာတွေဖြစ်လာနိုင်မလဲအဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင့်อืมညီမတို့ corporate မှာလောင်းရင်မိရယ်ဆိုတာဘာကိုပြောတာဖြစ်မလဲ corporate မှာလောင်းရင်မိရယ်ဆိုတာအကျန်းအဖြစ်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိမိမိရောက်နေတဲ့နေရာယာဒူးဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အရေးချင်းကြောင့်မဟုတ်ပဲတစုံတယောက်ရဲ့ထောက်ပံ့ပေးမှုကြောင့်ရောက်နေတာဆိုလို့ရှိရင်เนาะမိမိကလောင်ရိပ်မိတဲ့လူတယောက်ဖြစ်ဖို့အတွက်85%လောက်သိထားနေပါပြီရှင့်အဲဆိုရင်လက်ရှိကိုယ့်ရဲ့အခြေအနေကဘလို့မျိုးဒီနေရာကိုရောက်နေရလဲဆိုတာနံပါတ်1ကျန်းစင်းစားကြည့်ပြပါရှင့်အဲဆိုရင်ကိုကလောင်ရင်းမိရဲ့လူတယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ကို့အတွက်အကျိုးဆက်အနေနဲ့ဘာတွေဖြစ်လာမလဲ အာအကျိုးဆက်တွေကတော့အများကြီးပဲရှိမှာပေါ့နော်ဒါပေမဲ့အာညီမအမြင်ကနေပြီးတော့ဆွေးနွေးมาဖြစ်တဲ့အတွက်အကျိုးဆက်ညီမရဲ့ point of view ကနေပဲကြည့်ပြီးတော့ပြောမယ်ပေါ့နော်အဲဆိုရင်အကျိုးဆက်အနေနဲ့ညီမအမြင်ကတော့ corporate မှာလောင်းရိပ်မိသွားပြီဆိုရင် own decision ဆိုတာချဖို့အတွက်အရန်ခဲရင်းသွားပြီအရာရာတိုင်းဟာကိုလောင်းရိပ်မိနေတဲ့လူကြီးရဲ့ ဒီဟာလုံးဆိုလို့ရှိရင်ယက်ဆိုတဲ့အောက်မှာပဲသွားရလိမ့်မယ်။ကိုကဒါကိုတကယ်လို့မှားနေတယ်ဆိုလို့ရှိရင်တောင်မှထောက်ပြဖို့အင်မတန်ခဲရင်လိမ့်မယ်ပေါ့နော်။ပြီးတော့ရင်အအင်မတန်ခဲရင်လိမ့်မယ်။များသောအားဖြင့်လုပ်ငန်းခွင်မှာအမ်လူကြီးအများစုอ่ะပေါ့เนาะသူတို့ပြောလိုက်ရင် အရာရာတိုင်းကို yes လို့လုပ်စင်ချင်တာများတယ်ရှင်။အွန် yes လို့လုပ်ဖို့ရအတွက်ကတချို့အရာတွေက အရင်ကြီးမကြီးကျယ်မခမ်းနားနေဘူးဆိုရင်လည်းကိုကဒီလုပ်ငန်းခွင်မှာဆက်ရှိနေရအောင်ပါဆိုလို့ရှိရင်လည်းကြော်ွားလိုက်ပါ yes လိုက်ပေါ့နော်သူတို့ yes လဲဆိုတော့ဟုတ်ကဲ့ yes ပေါ့နော်อืมဒါမှမဟုတ်ဒါပေမဲ့ကိုကဆက်တော့ရှိနေရအောင်ပါဒီပေါ့နော်ဒီအခု yes လောက်ရမယ်အကြောင်းအရာကကိုရဲ့ value ကိုရဲ့တန်မိုးကိုပါထိခိုက်စေမယ်ဆိုလို့ရှိရင်เนาะ yes မလုပ်ဖဲနဲ့ ကိုယ့်ရဲ့ point of view ကနေပြီးတော့တည်တည်ချာချာ response လုပ်ဖို့အတွက်တော့လိုအပ်တယ်လို့ညွှန်ထင်တယ်ပေါ့နော်ကိုကဆက်ရှိနေအောင်မှာပဲဖြစ်ဖြစ်ကိုကိုကဆက်ရှိနေအောင်ပဲဆိုရင်ကိုယ့်ရဲ့ value ကိုထိခိုက်စေနိုင်တဲ့အကြောင်းအရာဆိုလို့ရှိရင်တော့ကိုက no ပြောတတ်ရမယ်ဒါမှမဟုတ်ကိုကဆက်မရှိနေတော့ဘူးဆိုလို့ရှိရင်လည်းမှားတယ်ဆိုတဲ့အကြောင်းအရာကိုကောင်းကောင်းထောက်ပြတတ်ရမယ်ပေါ့နော်ထောက်ပြတယ်ဆိုတဲ့အခါမှာလေကိုက proud ဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ပညာသားပါပါတော့စကားတွေတုံ့နှုံတတ်ဖို့တော့လွန်ပဲပေါ့နော်음ပုံမှန်ညီမတို့လူငယ်တွေအနေနဲ့စိတ်ခံစားချက်ကဦးစားပေးတယ်ဆိုတော့ဒါပေမဲ့အဲ့ဒါကတော့နည်းနည်းတော့မဖြစ်နိုင်ဘူးပေါ့နော်တစ်ခါလေးစကားပြောတာချိုးနေပြီမဲ့ညနာပြတ်နေတာမျိုးအဲ့လိုမျိုးလေးတော့ရှိသွားတတ်တယ်ပေါ့နော်ဒါပါအမ်ဒီအဲ့ဒီမှာပေါ့နော်ကိုက respond လုပ်ဖို့ရအတွက် ဆိုလို့ရှိရင်စောနာတော့ညီမပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်လောင်ရိတ်မိနေတဲ့လူတယောက်ဖြစ်မယ်ဆိုရင်ကိုကအဲ့နေရာမှာ response လုပ်ဖို့အတွက်အရန်ခက်ခဲနေပြီဘာကြောင့်လဲဆိုရင်ကိုကဒီရာဒူဒီနေရာကိုကိုပါအရေးချင်းကြောင့်တက်လာတာမဟုတ်ဘဲနဲ့လောင်ရိတ်မိပြီးတက်လာတာဖြစ်နေတယ်ဆိုလို့ရှိရင်တော့သိချာတယ်သင်ကအမြဲဒီလိုတိုင်းပဲဆက်သွားအောင်ပါပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကလောင်ရိတ်ထဲကနေဘယ်လိုရုံးထွက်မလဲဆိုတာကိုလည်း နီလန်းတွေကိုယ့်အကူစဉ်းစားထားဖို့လိုတယ်ပေါ့နော်ပြီးရင်ကိုကတကယ်လို့ထားပါနောက်ထပ်ပေါ့နော်ချက်ကားပြောရမယ်ဆိုရင်တော့အများကြီးရှိသေးတယ်အာတကယ်လို့ကိုကလောင်းကြီးမမီခဲ့ဘူးဆိုလို့ရှိရင်လည်းလွတ်သွားပြီလားဆိုတော့မလွတ်သေးဘူးဗျလောင်းကြီးမမီခဲ့ဘူးဆိုလို့ရှိရင်ပို့ဆိုးတာလေကော့ပရိတ်မှာထိုးကျွေးခံရတတ်တယ်ထိုးကျွေးခံရတယ်ဆိုတာဘာလို့ပြောရလဲဆိုတော့ အာလုပ်ငန်းခွင်ထဲမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်တော့နားလည်ပြီးသားဖြစ်မှာပါကိုမလုပ်တဲ့အကြောင်းအရာတခုကိုမဟုတ်တဲ့အကြောင်းအရာတခုကိုဒါက तू ကအမ်ဒီလိုပေါ့နော်လုပ်ထားရဲဆိုတဲ့ဟာမျိုးပေါ့နော်ထားပါထိုးကျွေးခံရတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုထိုးကျွေးခံရတဲ့အခါမှာကိုကဒီနယ်ပယ်မှာဆက်ရှိနေရအောင်မှာမဖြစ်မနေဆက်ရှိနေရအောင်မှာဆိုလို့ရှိရင်တော့ငြိမ်ခံမနေပါနဲ့ ကိုဘလောက်ပဲကိုကဒီလူနဲ့ပတ်သက်ပြီးတော့ယေရှုတရားတွေလောင်းလိုက်တယ်မိနေတာပဲဖြစ်ပါစေအောင်ကိုမဟုတ်တဲ့အကြောင်းကိုချက်ချင်းဖြေရှင်းပါဒါမှမဟုတ်တင်ဟာဒီနယ်ပယ်မှာဆက်ရှိနေတော့မှမဟုတ်ဘူးဒါပြီးရင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမအထင်ပြောရမယ်ဆိုရင်တော့ရှင်းနေနဲ့ရှင်းလေရှောက်လေဆိုရလဲမြန်မာ